တောက်ချသားသမီးများအတွက်တပတ်စာဟော့စတန်များကိုပြောပြတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။တောက်ချသားသမီးများကဒီကာလမှာစိတ်မတည်မငြိမ်ဖြစ်ရတတ်ပါတယ်။အကြံစီပြက်ပြားနေရတတ်ပါတယ်။ဘာလို့လို့ပါကြံကြံမအောင်မမြင်ဖြစ်နေရတတ်ပါတယ်။လောင်းကစားလို့သူများအရှုံးများရတတ်ပါတယ်။ရထားပါက ပိုကောင်းပါလိမ့်မယ်။မနာလိုသူမကောင်းဆန်မဲ့သူများပေါ်ပေါက်ရတတ်ပါတယ်။ အစောအစွဲပင်စာ တိုင်စာများခံရတတ်ပါတယ်။အစောအစွဲပစ္စာတိုင်စာများခံရတတ်ပါတယ်။အကြောင်းနဲ့ရလုတ်ချင်းကိုခံရတတ်ပါတယ်။မိမိပျက်စီးရပျက်စီးချောင်းကိုကြံစီမိသူများပေါ်ပေါက်ရတတ်ပါတယ်။မိမိနဲ့နီးစပ်သူများထမအကောင်းမြင်ခြင်းမခံရသော ကာလပဲဖြစ်ပါတယ်။မိမိဘာပဲလုပ်လို့ဘာပဲပြောပြောကန့်လက်တိုက်သူ အကောင်းမမြင်သူ ဆွဆွဲပြောဆိုသူတို့မိမိအနာမှာရှိနေရတတ်ပါတယ်။ ထိုသူများကိုတတိထားပြီးတော့ရှောင်ရှားရပါမယ်။စက်ပစ္စည်းများကြောင့်စိတ်တော့ကရောက်ရတတ်ပါတယ်။ငွေများဝင်တော့လဲအဖက်မတင်ဖြစ်ရတတ်ပါတယ်။အိုသိအိမ်သိပြောင်းရခြင်းသို့မဟုတ်အိမ်ပြင်ရတတ်ပါတယ်။မိမိအပိုင်တွက်ဆထားတဲ့ကိစ္စများအလွဲလွဲချော့ချော့ဖြစ်နေရတတ်ပါတယ်။ရှေ့တို့ရခက်နောက်ဆုံးရခက်အခြေအနေများပေါ်ပေါက်ပါလိမ့်မယ်။ အခုတမျိုးတော်ကြသမျိုးစိတ်နဲ့ကိုယ်နဲ့မကပ်ပဲရောင်းချချဖြစ်နေရတတ်ပါတယ်။ဒီကာလမှာစိတ်ကိုတည်ငြိမ်စွာထားရပါမယ်။ဒဆတော်တဆောက်ကံပြုလုပ်ပါက မလိုလားအပ်တဲ့ပြဿနာများနဲ့ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။မိမိကိုအကျိုးပြုမဲ့ခရီးများကောင်းသောခရီးများထွက်ခွာရတတ်ပါတယ်။နိုင်ငံရဲ့ခြားထွက်ဖို့စီစဉ်ထားသူများလည်းအစဉ်ပြေချောမွေ့လာပါလိမ့်မယ်။ဖျားဖို့ခရီးဘာသာရေးခရီးများထွက်ခွာရတတ်ပါတယ်။ လက်ဆောင်ပစ္စည်းများရောက်ရှိလာရတတ်ပါတယ်။ဆရာသမားအချင်းကဲများရဲ့ကိုညီမဆာချင်းကိုရရှိပါလိမ့်မယ်။ရဲဝဲမတတင်းကောင်းအဆက်အသွယ်ကောင်းများရောက်ရှိလာရတတ်ပါတယ်။လူမှုရေးအနေနဲ့ကတော့မနာလိုသူများရဲ့တိုက်ခိုက်ခြင်းကိုခံရတတ်ပါတယ်။အချစ်ရေးအနေနဲ့ကတော့အချစ်ရေးမှာစိတ်ချမ်းသာစရာများကြုံတွေ့ရပါလိမ့်မယ်။အိမ်မက်နှမိတ်များအနေနဲ့ကတော့ယတနာပစ္စည်းများကိုမြင်မှတ်ပါကကံအကျိုးပေးပါလိမ့်မယ်။ အကျိုးပေးကဏ္ဍများအနေနဲ့ကတော့20 53 87 90စတဲ့ကဏ္ဍများပဲဖြစ်ပါတယ်။ရှယ်ယာအနေနဲ့ငှက်သုံးကောင်လှုပ်ပြီးတော့မိမိရဲ့အခက်အခဲများပြေလည်ဖို့စူတောင်းပေးရမှာပဲဖြစ်ပါတယ်ရှင်။